ချစ်တန်းကျောင်းသူရခိုင်မလေးကိုကလားတုံးကောင်ကမရင်ဝိုင်းကျင်တယ်မရင်ဝိုင်းကျင်တော့အဲ့အကြောင်းကိုမိသားစုကတိတ်သွားပြောမှာအဲ့ကရခိုင်ရောတရွာလုံးကဆန္ဒပြအတောင်းဆိုကြတယ်တရားမျှတမှုရဖို့ပေါ့နော်အဲ့တော့မြတရားမျှတမှုကိုရဖို့နေနေတတရွာဝါမီးတင်ရှို့တယ်ရခိုင်တို့လိုက်တက်တယ်ထွက်ပြေးနေရတယ်ရခိုင်တွေနော်မရင်းလဲအကျဉ်ခံရသေးတယ်ရွာလဲမီးချိုးခံရသေးတယ်လိုက်တက်လို့လဲထွက်ပြေးနေရသေးတယ် เนาะဒါဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိနေတယ်ရခိုင်ရွာမှာအခုလက်ရှိဖြစ်နေတာเนาะအဲ့တော့မင်းလူသားဆန်မှုဆိုတာသူတို့စီမှာမရှိဘူးเนาะလူအခွင့်ရေးဆိုတာသူတို့ကလာတောင်းဆုံနေတာသူတို့ရဲ့နယ်နမိတ်ထဲမှာခြိလာလိုက်မိလိုက်လူအခွင့်ရေးဆိုတာသူတို့ဘာမှမသိတာမဟုတ်ဘူးเนาะအဲ့တော့ ငါတို့တွေကအရင်တော့ဆိုရင်အမျိုးသားရေးအကြောင်းတွေမဘာသာအကြောင်းတွေပြောတဲ့လူမြင်ငါတို့တွေကစောက်ပိုးတွေလိုပဲမြင်တာဟာဒီကောင်တွေဘာကောင်တွေလဲခေါင်းကြောက်ကြောင်ကောင်တွေပေါ့နော်အဲ့တော့ငါတို့ရဲ့မျက်လုံးထဲမှာလူလူလိုပဲမြင်မယ်လူအခွင့်ရေးပြီးတဲ့နယ်အဲဒီမိုကရေစီအရေးပေါ့ငါတို့ကဒီလိုလူသားဆန်ဆန်ပဲတွင်းနေလာခဲ့ပြီးတော့အမျိုးသားရေးကိုငါတို့ကနောက်ကိုပို့ခဲ့တာအဲ့ရဲ့အကျိုးဆက်ကိုလက်ရှိငါတို့တွေခံစားနေရတာငါတို့တနိုင်ငံထဲလားဆိုရင်မဟုတ်ဘူးနော် UK နိုင်ငံမှာဆိုလဲငါတို့မွတ်စလင်လူဦးရေများလာတာနဲ့အများ အခုယူကရိန်းနိုင်ငံတော်တော်ဒုက္ခရောက်နေပြီเนาะပိုင်နက်တွေတောင်းဆိုတဲ့အခွင့်အရေးတွေတောင်းဆိုတဲ့ထိုင်းနိုင်ငံတောင်ပိုင်းမှာဆိုလဲမင်းသွားကြည့်ကြည့်လိုက်เนาะထိုင်းနိုင်ငံတောင်ပိုင်းမှာဖုံးကြီးကဆုံးခံသွားတာကိုနောက်ကထိုင်းစစ်သားတွေတနက်နဲ့လိုက်ပြီးတော့မှစောက်ရှောက်ပေးရတာထိုင်းနိုင်ငံတောင်ပိုင်းမှာကလားတွေเนาะအဲ့တော့ငါတို့မြန်မာနိုင်ငံမှာဆိုလဲဟာလာဒီဘက်မှာဘူဒီတော်မောင်မောင်ဘူဒီတော်မောင်တော်ဖက်မှာခိုးဝင်ဘင်္ဂလီတွေများလာတာနဲ့အများအခုရိုဟင်ဂျာအရေးကိုငါတို့တွေတောင်းဆိုနေကြတယ်တိုင်းရင်းသားတွေဘာညာတွေအရေးတွေပါ တောင်းဆိုနေကြတယ်တောင်းဆိုကြတာကိုဒီပြည်တွင်းမှာရှိနေတဲ့မွတ်စလင်တွေဖိုးတဲ့ကြံရတို့ဟိုအောင်ကျော်မိုးမလေးရှားအောင်ကျော်မိုးတို့កောင်းနေရလေဓာယိုထောက်ခံပြောမှာဓာယိုမင်းတို့ကနေရွင်ကြောလက်ခံပြီးလက်မခံပြီးမင်းတို့ဟလာရခိုင်နေတွေးမြေကြမှာဗာညာကွိကွာဒီလိုမျိုးနေအားပိအားမြောက်နေလုံနေကြတယ်နော်မင်းတို့သူ့လိုလူဦးရေတွေများလာရင်ဘယ်လိုမျိုးအကျိုးဆက်တွေဖြစ်လဲဆိုတာဒီမှာဒီမှာဒါတတ်တည်ပဲအများကြီးမပြောသေးဘူးနော်အရင်တော့က မင်းတို့အာဖဂန်နစ္စတန်မှာဆိုရင်ငါတို့ဗုဒ္ဓရုပ်ဘွားတော့အကြီးကြီးရှိတယ်အခုဒီနေ့ဒီချိန်ခါမှာငါတို့သူတို့ရဲ့မွတ်စလင်သဘုံဖွဲကမိုင်းထောင်ဖောက်ခွဲလိုက်တယ်မြန်မာနိုင်ငံမှာရှိနေတဲ့ရွှေတဂုံဘုရားတွေမဟာမြတ်မနုဘုရားတွေပကံဘုရားတွေကြိုက်တီယိုဘုရားတွေဟာနော်မင်းတို့တွေအမျိုးသားကြီးဘာသာကြီးကိုမင်းတို့တွေခပ်ပော့ပော့သဘောထားရင်နောက်တစ်ချိန်မှာမင်းတို့မိုင်းထောင်ပြီးရောမှာအခွဲခံရလိမ့်မယ်နော်အဲ့တော့နိုင်ငံရုပ်စိတ်ဝင်စားဘူးရတယ်ဘာမှမဖြစ်ဘူးနော်ဘာမှမဖြစ်ဘူး ဘယ်ကောင်ပဲအုပ်ချုပ်အုပ်ချုပ်စင်းရဲတာနဲ့ချမ်းသာတာပဲကွာရင်ကွာသွားမယ်မြန်မာနိုင်ငံသားဆိုတဲ့နေရာတော့မပြောက်ွက်သွားဘူးမင်းတို့ဘာသာရေးနဲ့အမျိုးသားရေးကိုခပ်ပေါ်ပေါ်ထားတဲ့လူတွေများသွားရင်မင်းတို့အဲ့ရဲ့ရွှေဒဂုံဖျားတို့မဟာမြမုနိဖျားတို့ပကံဖျားတို့ချိုက်ထူဖျားတို့ဆိုတာစောက်ထရတမ်းမှာပဲဓပုတ်အနေနဲ့ပဲကြံခဲလိမ့်မယ်အကုံဖောက်ခွဲမှာနော်ဒီဥစ္စာကငါတို့တွေကရန်တမ်းပြီးပြောတာမဟုတ်ဘူးလက်တွေ့မြေပြင်မှာ ਉਹ လက်တွေ့ဒီလိုတွေဖြစ်နေကြတာဖြစ်နေကြတာ နော်အဲကြောင့်မို့နိုင်ငံရေးကိုစိတ်ဝင်စားခြင်းနေပါ အမျိုးသားကြီးနဲ့ဘာသာရေးကိုတော့မင်းတို့တွေဟလာခေါင်းထဲမှာအများနဲ့ဆွဆွမြဲမြဲထားဖို့လိုအပ်တယ်နော်